2025ခုနှစ်တောင်ကြီးတက်ဆောင်တိုင်းမိဘုံပြန်ပွဲတော်ကြီးကိုအော်တိုဘာ28ရက်ကစပြီးကျင်းပသွားမယ်လို့ ပွဲချင်းပါရေးကော်မတီထံကသိရပါဗျ။အခုနှစ်မှာနေလွတ်အယုတ်မိဘုံပြန်များရာကြောင့်ရှင်းနေရကစတင်ပြီးနေလွတ်အယုတ်တွေလွတ်တင်သွားမှာဖြစ်ပြီးကြံရက်တွေမှာဖွင့်ပွဲပိတ်ပွဲပြောင်းလဲခြင်းမရှိဘူးလို့သိရပါဗျ။အော်တိုဝါ29ရက်မှာတောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲတော်ဖွင့်ပွဲရက်ကျင်းပသွားမှာဖြစ်ပြီးနိုဝင်ဘာ9ရက်မှာစုပေးပွဲကျင်းပသွားမှာဖြစ်တယ်လို့ရှမ်းပြည်တောင်ပိုင်းရိုးရမိဘုံပြန်အသင်းထံကသိရပါဗျ။အခုနှစ်မှာနေလွတ်မိဘုံပြန်အယုတ်စင်းမှာ6နှစ်ချောင်း189လုံး ခြေလေးချောင်းတရနှလုံးအုပ်စုအလုံး66လုံးစုစုပေါင်း358လုံးဖြစ်တယ်လို့သိရပါတယ်။ညာလွတ်မြေပုံးပြန်စင်ရဲမှာစိန်နပံ38လုံး22ပေ25လုံး25ပေ18လုံးစုစုပေါင်းညာလွတ်အလုံး80ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဂုံပြွလွတ်တင်မဲ့ဖြုံပြေးမြေပုံးပြန်ဖွင့်ပွဲပိတ်ပွဲမှာလွတ်တင်မဲ့မြေပုံးပြန်စုစုပေါင်း9လုံးရှိတယ်လို့သိရပါတယ်။